တော့ပရိသတ်သောပတ်ကိုမကြည့်ခင်ကံအကြောင်းလေးကိုရှုစွာပြောအလုံးသိနေကြတဲ့ထင်ပဲဒုရယာကံကောင်းအောင်လုပ်ကြမယ်ကံဆိုးတဲ့ကံကောင်းတယ်တချို့ကလည်းကံကောင်းတယ်ဆိုတာအလုတ်ကောင်းရင်ကံကောင်းတာပါပဲနဲ့ပြောတဲ့သူကလည်းရှိတယ်ဆော့ဗျာဆိုလိုတဲ့ကံကပါလေကံအကြောင်းကိုဘယ်လောက်နားလည်ရမလဲဆိုတာစဉ်းစားဖို့လို ကုသနာမှာကံနေဖြစ်နေလို့ဖြစ်မှမသိလို့ရှိရင်တန်တရာထဲမှာထိုကံဒီရဲ့အကျိုးတရားထုတ်လုပ်မှုတွေဟာဆက်လက်ပြီးတော့ရှိနေမှာဖြစ်တယ်။ကံဆိုတာမလုပ်ရမယ့်အရာလေကိလေသာဆိုတာကရောကုသနာမှာဘလို့အခြေအနေနဲ့ဖြစ်နေတာလဲကိလေသာဆိုတာတော့ကလူတွေက ကိလေသာစိတ်မွေးတယ်လို့ဆိုတဲ့အခါကာမဂုဏ်ကိစ္စတွေလောက်တဲ့အာယုံပြုပြီးတော့ကိလေသာလို့ပြောနေကြတယ်။တော့ကံနဲ့ကိလေသာအကြောင်းကိုချက်ချက်နနနားလဲဖို့လို့အဲ့ဒါလို့နားလဲလို့ရှင်ဘဝတန်တရားတွေမှာကျင်လဲနေဖို့အတွက်ဒီကံနဲ့ကိလေသာပေါင်းဆက်ပြီးတော့လုပ်နေ ကောင်းတဲ့ကံပဲဖြစ်ဖြစ်မကောင်းတဲ့ကံပဲဖြစ်ဖြစ်ကိလေသာနဲ့တွဲဖက်နေတဲ့ကံတွေဟာဘဝတန်တရာထဲမှာလဲစီမှားချီပဲဖြစ်တယ်ပေါ့နော်ဘဝတန်တရာလို့ဆိုတာကောင်းတာလုပ်လို့ဆိုတာလုပ်လို့ဥပမာပဲတစ်ခုပြောမယ်ဆိုလို့ရှိရင်ကုသကံမှုတွေလုပ်ရင်ကံကောင်းလိမ့်မယ်လို့လူတွေကထင်ကြတယ်ဟုတ်တယ်သူတို့ရည်မှန်းတဲ့ကံကဘယ်လိုပါတော့ဘဝမှာအဆင်ပြေမယ်အတုတ်ကိုင်းတွေကောင်းမယ် ဝိจิตနာတွေပြည့်စုံမယ်မတောင်းမတမကြောက်မကြစာမယ်ယာရုကုန်သိစီစဉ်ဥစ္စာတွေတိုးတက်မယ်အဲ့ဒါကိုကံကောင်းတယ်လို့ပြောကြတယ်နော်သို့တော့မကောင်းတာဘာလဲလို့ဆိုလို့ရှိရင်မကြခင်ဥသွားတာတို့မကြခင်နာရတာတို့ယောဂဖြစ်ရတာဒီကနေ့ခင်မကြည့်ဆေးုံဆေးကန်းကြီးတွေကြီးနေတယ်ကျော့သွားတယ်လို့မရှိဘူးနော်အစီရတဲ့နေရာဆိုတာတွေဟာအကုန်ဆေးကားနေတယ် ူတိုင်းလူတိုင်းဟာယောဂကိနေဆိုတာဓမ္မရှာတယ်။အဲတော့ကံကောင်းတယ်ကံကောင်းတယ်နဲ့ကြိုးစားနေရင်ကနေကံဆုံးမှုမောင်းတွေ့နေကြတာဖြစ်တယ်။ဘဝတန်တရားထဲမှာကံကောင်းအောင်လုပ်ဖို့အလုံးကိုခဲရင်။နောက်ဆုံးမိတ်အဆုံးသတ်မှာတော့အကောင်းတွေ့ဖို့ရဓမ္မခဲရင်လေ။လူတိုင်းလူတိုင်းဟာသေဆုံးခြင်းမှာဆုံးသတ်ကြရတယ်။ခင်မင်ကြတဲ့ဆွေတွေမျိုးတွေမိသားစုတွေကမျက်ရည်မျက်ခွက်နဲ့ တော့ကနဲ့ပဲနေချာရတာဖြစ်တယ်အဲ့တော့ကံကောင်းပါတယ်ဆိုရင်ဆိုတဲ့ပုဂ္ဂိုလ်ရောအဲ့ဒီလိုမျိုးတွေးရလားဆိုတွေးရရာထူးကြီးတဲ့ပုဂ္ဂိုလ်ရောအဲ့ဒါမျိုးတွေးလားတွေးတာစီစဉ်ဥစ္စာချမ်းသာကြွယ်ဝတဲ့ပုဂ္ဂိုလ်တွေလည်းတွေးအဲ့တော့တန်တရားထဲမှာကံကောင်းတယ်ဆိုတာဘာပြောတာလဲကောင်းတဲ့အပိုင်းလေးကိုကြည့်ပြီးတော့ကံကောင်းလို့ချာလို့ကောင်းရင်ကံကောင်းတယ်လို့သူတွေကပြောနေကြတယ်အေး ကိလေသာတွေနဲ့တွဲဖက်နေတဲ့ကံတွေဟာအကောင်းတသက်မရှိဘူးအဆိုးဘက်ကိုတွန်းပို့နေတာဒါသာရတယ်ပေါ့ကံနဲ့ကိလေသာနှစ်ခုပေါင်းဆက်ပြီးတော့ဘဝတန်တရားခရီးကြီးကိုရှောက်လန်းစေတာပဲဖြစ်တယ်။ကောင်းပြီကံဆိုတာဟာအလုံးကြောက်ရတဲ့အတိုင်းကံဆိုတာကို ကြာဘူးနာဝရှိတဲ့ပုဂ္ဂိုလ်တွေကံဆိုတာပါလဲလို့ပြောလို့ရှိရင်စေရနာဟံဘိခွေကမ္မဝရမိယသဗျာကစိတ်ထဲမှာတွန်းအားပေးတဲ့သဘောလေးတွန်းအားပေးတဲ့သဘောကောင်းတာပဲဖြစ်ဖြစ်မကောင်းတာပဲဖြစ်ဖြစ်တွန်းအားပေး pollution လို့အင်္ဂလိပ်လိုပြန်နေထို့ရက်ကောင်းတဲ့ဟာ stimulation တို့ motivation တို့ တော်အားတစ်ခုလို့ဆိုကောင်းတာဖြစ်ဖြစ်လှုပ်ဖြစ်သွားအောင်မကောင်းတာလည်းလှုပ်ဖြစ်သွားအောင်တော်အားပေးတဲ့စွာအားတစ်ခုပဲအလုံးကိုစုစည်းတယ်စေတနာဆိုတာ organization ပဲတဘာဝတရားတွေအလုံးကိုစုစည်းပေးလိုက်တယ်အဲ့ဒီစုပေးလိုက်တဲ့စွာအားတွေနဲ့သူပေါင်းဆက်သွားအဲ့တော့ကံကိုဒီ တမားအဖြစ်ပြောရင်စေရနာဟံဘိခွေကမ္မဝရမိလူတွေဟာဒီတောအားအလိုက်စိတ်ထဲကကြံစည်ကြတယ်နှုတ်ကပြောဆိုကြကိုဒီလက်အောင်လုပ်ချက်ဘာတွေဖြစ်လာတော့ဆိုကမ္မဆိုရအမှုတွေဖြစ်လာစိတ်နဲ့ကြံစည်တဲ့အမှုနှုတ်နဲ့ပြောဆိုတဲ့အမှုကိုဒီလက်အောင်လုပ်တဲ့အမှုတွေ အဲ့ဒီအမှုကိစ္စတွေပေါ်လာအောင်တောင်းအပ်ပြီးတဲ့စေတနာကိုကံလို့ခေါ်တယ်လို့ဆိုတာဒါဖြင့်မြတ်စွာဘုရားရဲ့ဒေသနာတော်မှာစေတနာတစ်မျိုးတည်းကိုသာကံလို့ခေါ်ရလားလို့ဆိုမဟုတ်ဘူးအလုံးဘုရားဘာသာဝင်သူရောစေတည်းတည်တဲ့အတိုင်းကာယကံဝစီကမနောကံလို့ရှိတယ်မင်းစေတနာကိုမနောကံလို့ခေါ်တာမဟုတ်ဘူးကာယကံမြောက်သွားအောင်တွန်းအားပေးတဲ့ တနည်းအားဖြင့်ရွယ်ချက်ရှိရှိလုပ်တဲ့ intention ပေါ့နော်တွန်းအားပေးတဲ့သဘောဒီမကောင်းတဲ့အဟုပြောမယ်ဆိုရင် သူများတဲ့ကိုတတ်တယ်သူများဥစ္စာခိုးတယ်သူတော်သားမယားစော်ကားတယ်ပြစ်မှားတယ်ကောင်းတဲ့ဘက်ကပြောရင် သူများတဲ့ကိုတတ်ခြင်းမှရှောင်ကျင်တယ်အကျဉ်းတရားထားတယ်သူများဥစ္စာမခေါ်ဘူးတန်ရှင်းစွာနေထိုင်နေကိုယ်သက်ခါကိုထိန်နေ သူတို့ကသမယာစိတ်နဲ့တောင်မပြတ်မှားဘူးပြတ်မှားခြင်းမှရှောင်ကျင်နေကောင်းတာမကောင်းတာဒီနှစ်ခုရှိတာနှစ်ခုရှိလားအဲ့ဒါတွေကြတော့စေရနာကိုသူရတဲ့တတ်တာဆိုတာလေစေရနာကြောင့်တတ်ဖြစ်သွားတာတွန်းအားဘယ်သူနဲ့တွဲလာတော့ဆိုဒေါသဆိုတဲ့အမုန်းတရားနဲ့တွဲလာဖြစ်တယ်ရှင်ဘုံရအပြည့် တရားဥစ္စာခိုးတာကြတော့လောဘဆိုရင်ကိလေသာနဲ့တွဲလာတယ်သူတော်သားဝိညာဉ်ပြင်းမာတယ်ဆိုတာကြလေလောဘဆိုတာနဲ့တွဲလာတယ်တခါတည်းကဒေါသဆိုတာနဲ့လည်းတွဲတယ်လက်စားချေတဲ့သဘောမျိုးလှုပ်တာလည်းရှိတယ်နော်အဲ့ဒါကြောင့်မလို့လောဘဒေါသမောဟဆိုတဲ့ကိလေသာတွေနဲ့ပေါင်းစပ်ပြီးစေရနာတွန်းအားကြောင့်ပြစ်မှုတစ်ခုကျွလွန်သွားတယ် အဲ့ဒါတွေကစေရနာလို့တခါနှုတ်ကပြောတဲ့အခါကောင်းမကောင်းနှစ်ခုရှိတယ်မကောင်းတဲ့စေရနာကြတော့လောဘဒေါသမောဟတွေပေါင်းဆက်ထားတဲ့စိတ်စေရနာတွေ ਨੇ တစ်ဖက်သားကိုတီးတီးကြီးလိန်ပြောတယ်မမမကန်ပြောတယ် တုံးတူမတက်အောင်ခုံချောတယ်ဆဲရည်တယ်အကျိုးမရှိတဲ့ဇကားတွေနဲ့အကျိုးမဲ့ဖြစ်စေတယ်ဆိုတဲ့ဒီတွန်းအားတွေဒီနှုတ်ကနေထွက်သွားအောင်လိန်လေတဲ့ဇကားတခွန်နှုတ်ကထွက်သွားအောင်တွန်းအားပေးတယ်စေရနာတုံးတူမတက်အောင်ချွန်တွန်းလုပ်တဲ့စေရနာလူတယောက်ကို တေရှင်ကြီးတိမ်မွေးစွာမပြောဘဲနဲ့တဖက်သားဒေါသဖြစ်သွားတော့တဲ့စကားမျိုးစေတိုင်းထားတဲ့စကားမျိုးနဲ့ပြောအကျိုးမဲ့ကောင်းရချမ်းသာကိုမရစေနိုင်တဲ့လွယ်မာတဲ့အကြောင်းအရာတွေပြောဆိုတယ်အလုတိနေကြတဲ့မူတဝါဒပိတုဏဝါစာသုဒဝါစာတမပလပါလို့ဆိုတယ် ဒီစကားတွေနှုတ်ကပ်ထွက်လာအောင်တွန်းအားပေးတဲ့စေတနာကိုကံလို့ခေါ်ရအဲ့ဒါတွေကရှောင်မှုတွန်းအားပေးတဲ့စေတနာကြတော့ကုသကံလို့ခေါ်တယ်ဟုတ်ပြီကာယကံနဲ့ဝစီကံစေတနာကိုကောက်တယ်မနောကံကြည့်လိုက်မနောကံကြတော့စေတနာမဟုတ်တော့ဘူးအဘိစာဆိုတာသူများပစ္စည်းကိုကိုယ်ပစ္စည်းဖြစ်လို့တဲ့ စိတ်ကူးကြံစည်မှုအဘိစာအဘိဆိုတာရှေရှုစာဆိုတာစိတ်ကူးတာလောဘနဲ့သူပစ္စည်းကိုမှရချင်တယ်ကြံတွေးမှုစိတ်ထဲကကြံလိုက်တာနဲ့ပဲအဲ့ဒါကံမြောက်သွားတယ်နော်သူများပိုင်တဲ့ပစ္စည်းကိုမပစ္စည်းဖြစ်ရင်ကောင်းမှာပဲလို့သူများပစ္စည်းကိုမှလိုချင်တဲ့လောဘနဲ့တွေးလိုက်တာနဲ့တပြိုင်တည်းကံဖြစ်သွားတယ်စေရနာမဟုတ်ဘူး လောဘကိုကံလို့ခေါ်တယ်အဲ့ကြောင့်မနောကမှာလောဘကိုကံလို့ခေါ်တယ်တခါပြာပါရဆိုတာဒေါသလူတယောက်ကိုယ်နဲ့မတည့်ဘူးကိုယ်ပေါ်မှာမကောင်းလုပ်တယ်လို့ယူဆတယ်သို့မဟုတ်ကိုယ်မကြိုက်တာတွေလုပ်တယ်ဆိုပုဂ္ဂိုလ်ဒီပုဂ္ဂိုလ်ပျက်စီးသွားရင်ကောင်းမှာပဲဒီကောင်းသေးသွားရင်ကောင်းမှာပဲဒီကောင်းဒုက္ခရောက်သွားရင်ကောင်းမှာပဲလို့တွေးလိုက်တာနဲ့တပြိုင်တည်းအဲ့ဒီအတွေးပါဝင်တဲ့ ဒေါသဟာကံဖြစ်သွားတယ်သူကကံဖြစ်သွားတယ်ဆိုရင်ရှင်တဲ့နှလုံးထဲမှာ accumulate ဖြစ်သွားကံဖြစ်တယ်ဆိုတဲ့သဘောတရားဟာတပင်ကအသီးသီးလိုက်တဲ့အခါမှာအထဲထဲမှာအပင်ပေါက်နိုင်တဲ့စွမ်းရည်တတိရသွားတဲ့သဘောပဲအစိတ်အကျိုးတစ်ခုထုတ်လုပ်ဖို့ရအတွက်တတိတစ်ခုပါသွားတာဟုတ်ဆုံးအဲ့ဒီဒေါသဟာ သမ္မံမိသားစုကိုတငယ်ချင်းပေါင်းသင်းတယ်။တော့မိဘနဲ့သာသမီဆိုရလို့ဘုရားလှုပ်တဲ့အခါမှာမိဘကသာသမီကိုစိတ်ဆိုးတယ်။မိဘကိုသာသမီကစိတ်ဆိုးတယ်။ညီကောင်မောင်နှမစကားပြောမတတ်လို့စိတ်ဆိုးကြတယ်။သို့သောဒီကောင်တည်သွားရင် ပြည့်စည်သွားရင်ကောင်းမှာပဲဆိုတော့မပါဘူး။ကျိုးယိုးစိတ်ဆိုးတာကြတော့ဒေါသအခုလိုပြည့်စည်သွားဖို့ထီအောင်စဉ်းစားတဲ့ဟာကြတော့ဖြာပါလား။ အဲ့ဒါကံဖြစ်သွားတယ်လို့ဆိုလို့နောက်တစ်ခါအလုံးကိုမထင်ရှားတဲ့ကံတစ်ခုကပါတော့ဆိုမိစ္ဆာဒိဋ္ဌိအဲ့ဒါတော့အလုံးကိုသိမ့်ဝေးတယ်လောကလူတွေကလွယ်လွယ်ပြောကြတယ်တမလွန်လောကကိုမယုံဘူးနောက်ဘဝကိုမယုံဘူးအတိတ်ဘဝကိုလည်းလက်မခံဘူး အမေအဖေဆိုတာသူ့ဘာသူ့သူတို့ချင်းချင်းပေါင်းသက်ဆက်ဆံကြတာဖြစ်တယ်။ဘာမှကျေစုတင်စရာမလိုလူတွေအသေးသွားပြီးရင်နောက်ဘဝဆိုတာမရှိဘူး။နောက်ဘဝဆိုတာမရှိဘူး။ကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုကျိုးမဖြစ်ဘူးဆိုတဲ့။ဘာလုပ်လို့ကောင်းကျိုးချမ်းသာရနိုင်တာဆိုတာမရှိဘူး။တဘဝတစ်ခါပဲတည်တယ်ဆိုပြီး အဲ့ဒီအတွေးလေးဝင်လိုက်တာ ਨੇ အဲ့ဒီဘိသဒေတိဆိုတဲ့နတ္ထိကဒေတိဟာကံမြောက်သွားတယ်အဲ့ဒါအဲ့ဒီဒေတိဟာလည်းကံမဲ့တာမနောကလို့ခေါ်တယ်ရသဗျာကအပြစ်တွေထဲမှာဘိသဒေတိဟာအပြစ်ကြီးဆုံးလို့ပြောတယ်ကံဤအကျိုးကိုညှင်းပယ်တဲ့ဒေတိကိုနတ္ထိကဒေတိလို့ခေါ်တယ်ဒုစရိုက်ထဲမှာပါတဲ့ဒေတိဟာအဲ့ဒီဒေတိကိုပြောတယ် ဟိုကမ္မထမ်းဆရာတွေဟောတဲ့တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးနော်တက္ကရာဒိဋ္ဌိနဲ့မဆိုင်ဘူးဒီဒိဋ္ဌိကမနောဒုစရိုက်တဲ့မှာပါတဲ့ဒိဋ္ဌိသည်ကံရဲ့အကျိုးတရားကိုညှင်းပယ်တယ်ကံရဲ့အကျိုးတရားကိုညှင်းပယ်ခြင်းဟာကံကိုညှင်းပယ်ခြင်းပဲဖြစ်တယ်အဲ့တော့ န်ဤအကျိုးကိုညင်းပယ်လိုက်ခြင်းဖြင့်ကံကိုလည်းညင်းပယ်တယ်အကြောင်းတရားကိုလည်းညင်းပယ်တယ်ဆိုတဲ့အဓိပ္ပာယ်ရောက်တယ်အဲ့ဒီမိစ္ဆာဒိဋ္ဌိဒီအမြင်လေးဟာကိုယ့်ကိုယ်တော်ဖီလိုဆိုဖီလို့ထင်ကောင်းထင်လေလွယ်လွယ်လေးနဲ့ကိုယ့်ရင်ထဲမှာလူမနေနဲ့ဘာကျိုးမှမရဘူးကောင်းတာလုပ်လဲကောင်းကျိုးမရဘူးဆိုတာလုပ်လဲဆိုးကျိုးမရဘူး။နောက်ဘဝဆိုတာမရှိပါဘူး။တေပြီးပြန်ဖြစ်မှာမဟုတ်ပါဘူးဆိုလို ဒီအတွေ့အမြင်လေးကိုလက်ခံလိုက်တာ ਨੇ မိစ္ဆာဒိဋ္ဌိဆိုတဲ့ကံဖြစ်သွားတယ်။အဲ့ဒါမနောခံလို့ခေါ်တယ်เนาะ။အဲ့တော့သဘောပေါက်ရမှာကတော့စေရဏဟံဘိခွေကမ္မဝရမိတို့မြတ်စွာဘုရားနိဗ္ဗိထိကတုတ်တံမှာဒီတနေ့ရတယ်ပဲဟုတ်တယ်။စေရဏသည်ကံမှန်လေ။အဲ့ဒီတွန်အားရဲ့ကြောင့်လုံးမိတယ်တွန်အားရဲ့ကြောင့်ပြောမိတယ်ဆိုရင် စိတ်ကူးချမ်းစေမိတာကြတော့ခုနဒီသဘာဝတရားတွေအဘိဇာဆိုတာလောဘပြဘာရာဆိုတာဒေါသမိစ္ဆာဒိဋ္ဌိဆိုတာဒိဋ္ဌိအဲ့ဒီအကုသိုလ်စေတသိက်အဘိဓမ္မာသင်တဲ့ပုဂ္ဂိုလ်တွေသိလေအဘိဓမ္မာအကုသိုလ်စေတသိက်သုံးခုအဲ့ဒါဟာကံပဲကံမြောက်သွားတယ်ထုတ်တွေ့တာမကောင်းတဲ့ကံဘက်ကမကောင်းတဲ့ဘက်က ဆိုတော့ကံပဲမျိုးရှိတော့လို့ခုကျင်းပြောမယ်ဆိုရင် အကုသိုလ်ကံဟာစေရနာကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်လောဘကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒေါသကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒိဋ္ဌိကိုလည်းအကုသိုလ်ကံလို့ခေါ်တယ်ဒါမကောင်းတဲ့ကံဘက်ကဒါရရကောင်းတဲ့ကံဘက်ကကြည့်လိုက်လို့ရှင်တော့ရှောင်ကျင်မှုနဲ့တွားတယ်တပြားတဲ့တချင်မှရှောင်တယ်ရှောင်မှုရအတွက်တွန်းအား motivation stimulation ဆိုတော့အဲ့ဒီတွန်းအားနဲ့မဟုတ်တဲ့လူကရှောင်လိုက်တယ်မဟုတ်တဲ့စကားမပြောအောင်ထိမ့်သိမ့်လိုက်တယ်အဲ့ဒါစေတနာကုသိုလ်စေတနာလို့ခေါ်တယ်တခါသူရသိမ့်မွေးတဲ့ကုသိုလ်စေတနာတွေကဘာတွေတော့ဆိုအနာဘိဆာအလောဘအလောဘဆိုတာ generosity ဒီ ကိုကိုသာကိုသာသုံးမယ်ဆိုတဲ့သူမြတ်ပစ္စည်းကိုလိုချင်တဲ့မတော်လောဘမရှိဘူး။ပြီးကျင်ကန်းကျင်တဲ့စိတ်ပဲရှိတယ်။သူမြတ်ပစ္စည်းမတရားယူဖို့စိတ်ထဲမှာမရှိဘူး။အာလောဘအနာဘိစာအပြာဝရမေတ္တာအရောဒဆမေတ္တာတရားရေချမ်းသာကြပါစေလို့မေတ္တာပို့တာကအပြာပါရဆိုစေရနာမနောကအပြာပါရဆိုတဲ့ အရောသစေတသိက်ကိုပြောတယ်เนาะအပြဘာရဆိုတာအရောသစေတသိက်အမုန်းကင်းစင်တဲ့မေတ္တာတရားမေတ္တာဆိုရဒီအရောသကိုပဲပြောတာပဲအဲ့တော့မနောကံထဲမှာလူတယောက်ကိုတော်ရီအလုံးချမ်းသာကြပါစေဒီတူအစဉ်ပြေပါစေလောကကြီးမှာတယောက်တယောက်ဒုက္ခပေးနေလို့ရှိရင်ဉာဏ်မြင့်ညတ်တာဒုက္ခပေးเสียဘုသူဘုသူဘာဒုက္ခမပေးပါစေနဲ့ ပြိထဲမှာပါတယ်လို့တပိပတ္တရာဏိပတန်တုသတော်အားအလုံးဟာအကောင်းနဲ့ကြီးပဲကြုံတွေ့ကြပါစေမကင်စီပပမကမဘဇုထံမှာအဆိုတရားတွေမကောင်းကျိုးတွေမရောက်ပါစေနဲ့အဲ့ဒါအတော်သားမေတ္တာအပြာပါရလို့ခေါ်တယ်အဲ့ဒါလည်းကံဖြစ်ပါကံဖြစ်တာနောက်တစ်ခါတမ္မဒိဋ္ဌိတမ္မဒိဋ္ဌိဆိုတာကြတော့ ခဏလို့ကိုင်းကြီးကျိုးကိုညင်းပဲ့တာမဟုတ်ဘူးမကန်နဲ့အမြင်တစ်ခုယူစမ်းအေးကောင်းတော့လို့ရင်ကောင်းကျိုးရတယ်လူချင်းတန်းချင်းရဲ့အကျိုးကျေးဇူးဆိုတာရှိတယ်အမေဖေဆိုတာကျေးဇူးတင်လိုက်တဲ့ပုဂ္ဂိုလ်ဖြစ်တယ်အမေဖေကသာခွင့်မပြုဘူးဆိုရင်မနဲ့တူတော့ဆိုလူစီလာဖို့ရမေဖေကအင်မီဂရေးရှင်းပဲလေသူဗီဇာထုတ်မပေးရင်လာလို့မရဘူး ခုခေတ်ဆိုဗီဇာမပေးချင်လို့ကြိုတင်ဟန်တားတာတွေတောင်းရှိဘတော်တဆက်လက်လွန်လို့ရောက်လာပြန်တော့လေအမိုက်ပုံနဲ့ထည့်ပြစ်တယ်ဣမတ်တလောကတဓာတ်တိတာတော့မိဘရဲ့ခြေဆူးထဲမှာကျွေးတာဆောင်းလျှောက်တာထားလိုက်အောင်အဲ့ဒီခြေဆူးကကိုပြန်ကျွေးလို့ရသေးတယ်ပြန်ဆောင်းလျှောက်လို့ရကိုကိုလူလောကကိုလာခွင့်ပေးလိုက်တဲ့ခြေဆူးကဘယ်လိုဆက်ဆက်လို့ရပါ့မလားကိုကနောက်မှလာတာလေ အမေဖေကကိုကိုလာခွင့်မပြုဘူးဆိုရင်လူတော့ကရောက်ပါမလားမရောက်နိုင်ဘူးဘိုးကြားရွှေကိုဖြစ်မှသာရောက်ကောင်းရောက်အမေဖေကအီမီဂရေးရှင်းပဲသူလက်ခံမှဖြစ်တယ်အဲ့ဒီလက်ခံတဲ့ခြေစုပ်ကိုမြတ်စွာဘုရားကဣမတ္တလောကတ္တထတိတာရောဆိုမိဘရဲ့ခြေစုပ်ကိုသုံးခွန်းနဲ့မြတ်စွာဘုရားဆုံးအောင်ပြောလိုက်တယ်တခုကအပါတကား ကိုဝန်ကလေးကအမေကဆောင်းရှောက်လာခဲ့တာမွေးလာတယ်လည်းဆောင်းရှောက်ပေါ်တကမွေးဖွားလာတဲ့နောက်ဆောင်းရှောက်ရုံနဲ့မကဘူးကျွေးမွေးတယ်နှစ်ခုဆောင်းရှောက်ခြင်းကျွေးမွေးခြင်းနောက်ဆုံးတစ်ခုကတော့ဘာလို့အိမတ်တလောကတာထပ်သေးတာတော့ဒီလောကကြီးကိုပြတယ်ဒါဒီခြေဆုကတော့ဆက်လို့မကုန်တဲ့ခြေဆုပဲမိဘခြေဆုကောမဆက်နိုင်ဘူးဆိုတော့အဲ့ဒါကိုပြောတာဘာလို့လို့ဆိုရင် ကောနောက်မှရောက်တာဆိုတော့မိဘကိုကောလူလောကလာဖို့ဆိုတော့ဘယ်လိုလုပ်တုံးဆက်သူကရင်ရောက်တာလေအေးဒါကြောင့်မို့ဒီမိဘရဲ့ကျေကျေးဇူးရှိတယ်လို့လက်ခံခြင်းသိပြန်တယ်သူကတမတ္ထိဋ္ဌိဖြစ်သွားအဲ့ဒါဘနောကဖြစ်သွားတယ်တုံးလောကဆိုတာရှိတယ်လူတွေဟာတည်သွားပြီးရင်နောက်ဘဝဆိုရောက်လာအောင်ပဲ ဆိုတဲ့ကံတရားရဲ့အကျိုးလက်ခံတာမှန်သမျှသမာဓိဋ္ဌိလို့ခေါ်တယ်။အဲ့ဒါကြတော့ပညာလို့ခေါ်တယ်။မိစ္ဆာဒိဋ္ဌိကဒိဋ္ဌိစေတသိက်သမာဓိဋ္ဌိကြတော့ပညာ right understanding မင်္ဂန်နဲ့နားလည်မှုမင်္ဂန်နဲ့နားလည်အဲ့တော့အဲ့ဒီဒီမှာကအလောဘရဲ့ အရောသဆိုရဲမေတ္တာရဲ့အမဒိဋ္ဌိဆိုရဲပညာရဲ့ဒီသုံးပါးကံပဲစေတနာတည်းမဟုတ်နော်ကုသိုလ်ကံထဲမှာဒီသုံးခုပါအဲ့တော့ကံဆိုတာဟာဒီတရားတွေကိုပြောတာပဲအလုတ်တစ်ခုဖြစ်အောင်တောအားပေးတယ်တောအားပေးလိုက်တာဟာသူက energy တွေစုသွားအောင်သူက ဆူဆောင်းလိုက်ဒါမို့အာယုဟနရတလို့ခေါ်တယ်သူကံတရားတွေဟာပေါင်းစုပေးလိုက်ခြင်းဆုလိုက်တဲ့အခါမှာစွမ်းအားပြေလာဒီကံတရားတွေကဆုလိုက်သည့်အတွက်ကြောင့်ဆိုပါစို့တစ်ပင်တပင်ရဲ့အနှစ်ဟာပဲမှသွားဆုဆိုလဲဆိုနောက်ထပ်အပင်တပင်ကိုဖြစ်စေနိုင်တဲ့စွမ်းရည်တတ္တိဟာပဲမှသွားဆုကနေ့ခေတ်တော့ဂိုင်းကူးတွေဂိုင်းကူးတာတွေပါနေရှိတယ်ပေါ့နော် အဲ့ဒီထားတဘာဝအပြည့်ပဲနေရာမှာသွားစုတယ်လို့ဆိုလို့ရှိရင်မျိုးစိသွားစုအတိမသွားစုအတိမသွားစုအဲ့ဒီအတိတဲ့ကအစိလေးထဲမှာသွားပြီးတော့နောက်ထပ်မပြီးမျိုးဖြစ်ဘူးအဲ့ဒါလိုပဲလူရဲ့စိတ်အစဉ်ထဲမှာဒီစေရနာတို့လောဘဒေါသမစ္စဒိဋ္ဌိအလောဘအရောဒသမတ် ညာလို့ဆိုရဲဒီတရားတွေပေါ့အနှစ်တရားဆုသွားလို့ဘဝတစ်ခုကျုပ်ပြိမဲ့ဆိုလို့ရှင်တရားတွေအကျုပ်ပြိနိုင်လာအဲ့တော့ကံတရားဆိုဒီမှာကောင်းတဲ့ကုသိုလ်ကံရှိတယ်မကောင်းတဲ့အကုသိုလ်ကံရှိတယ်ကုသိုလ်ကံအကုသိုလ်ကံရှိမြတ်စွာဘုရားကဘုရားတို့တွေနေစဉ်ပါရီလုံးနေကြတော့ကိုယ့်ကိုစဉ်းစားကြည့်လိုက်နေစဉ်လုံးနေတဲ့အလုပ်တွေကိုကြည့်လိုက်မယ်ဆို ဥဘောပုံဉ္စပပင်္စယမင်သောကုရုတေဣဒာလူဘဝလူဖြစ်လာတဲ့အခါမှာကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်တယ်ဟောကောင်းတဲ့လုပ်တယ်လည်းလုပ်တယ်မကောင်းတဲ့လုပ်အကောင်းကြီးလည်းပဲဖြစ်ဘူးမကောင်းတာကြီးလည်းပဲဖြစ်ဘူးအကောင်းလည်းလုပ်တယ်မကောင်းလည်းလုပ်တယ်အဲ့ဒီကောင်းမကောင်းဆိုတဲ့အရာတွေဟာကိုလိုလိုက်တဲ့အရာတွေဟာခုနရှေ့ကတွန်းအားတွေကို ရွေပြီးတော့ကံတို့ခေါ်လိုက်တယ်အဲ့ဒီကံဒီတင်ညိတတတကံဟောတိတင်္ဆာအာရယခစ္စတိကိုယ်ရင်ထဲမှာဖြစ်သည့်အတွက်ကြောင့်ကိုယ်သာလင်ကိုယ်နဲ့သာသက်ဆိုင်သွားတယ်ကိုယ်ထဲမှာသာဖြစ်လို့ကိုယ်ပဲသက်ဆိုင်သူများနဲ့မဆိုင်သူများနဲ့မဆိုင်ုံနဲ့မကဘူးဒီဘဝလှုပ်ထားတဲ့အရာတွေဟာ ခန္ဓာရှိနေသမျှကလပလုံဒီကံတရားတွေကကိုယ်နဲ့အတူပါနေမှာပဲဖြစ်တယ်။မကောင်းတဲ့ကံဆိုလို့ရှိရင်ဒုက္ခပေးဖို့ကောင်းတဲ့ကံကအကူအညီပေးဖို့ဆိုပြီးတော့လူတွေမှာကောင်းတဲ့ကံမကောင်းတဲ့ကံဒီနှစ်ခုနဲ့သွားနေမှာပဲထိုးစံမကောင်းတဲ့ကံကဒုက္ခပေးတယ်ကောင်းတဲ့ကုသိုလ်ကံတွေကျတော့ချမ်းသာဒုက္ခပေးတယ်အဲ့တော့လောကလူတွေကကံဆိုတာအလုတ်ပါအလုတ်ကောင်းရင်ကံကောင်းပါတယ်နဲ့လွယ်လွယ်ပြောကြတယ်နော် လို့လည်းပြောကြတယ်သူတို့ပြောတဲ့ရည်ရွယ်ချက်ကတော့ခொနာကတာမန်ជីវတ်ထုတ်တဲ့အလုပ်တွေကိုပြောတာဖြစ်ကောင်းဖြစ်လေနော်တကယ်တော့လောကမှာဒီလူတွေမှာနေစင်တဲ့အကံတရားတွေကဖြစ်နေတာကိုသိသည်ဖြစ်စေမသိသည်ဖြစ်စေလူယဉ်တဲ့နှလုံးထဲမှာဖြစ်နေဖြစ်နေတဲ့အရာဟာကိုယ်ယဉ်တဲ့မှာကိန်းသွားပြီသူကရောက်ရှိနေတယ် accumulation ဆိုစုမိစောင်းမိဖြစ်သွားစုမိစောင်းမိဖြစ်သွားအဲ့ဒါတွေကတင်ညိတတတကံဟောဒီကောင်းမကောင်းတွေဟာကိုကိုပိုင်ဥစ္စာကိုနဲ့သာသက်ဆိုင်တော့တယ်တပိတတကမ္မတကဆိုတာအဲ့ဒါပြောတာကံသာလင်ကိုပိုင်ဥစ္စာကိုလုထာကိုနဲ့သာသက်ဆိုင် responsibility ကိုဆိုလို့တယ်ကိုရင်ထဲမှာဖြစ်တာကိုနဲ့မဆိုင်လို့ဘယ်သူနဲ့သွားဆိုင် ကိုယ်ရင်ထဲမှာဖြစ်တာကိုယ်ခန္ဓာကိုယ်မှာဖြစ်တဲ့ယောဂါကိုယ်ပဲခံရနော်ကိုယ်ပဲခံအဲ့ဒါလိုပဲဒီကိုယ်စားလိုက်တဲ့အစာရဲ့အကောင်းဆုံးဟာလည်းပဲကိုယ်ပဲခံရတာအဲ့ဒါလိုပဲကိုယ်ရင်ထဲမှာဖြစ်လိုက်တဲ့ကောင်းဆုံးကံဟာကိုယ်နဲ့သာသက်ဆိုင်တယ်အဲ့ဒါကိုကမ္မတက္ကတာကံနာလင်ကိုယ်ပိုင်ဥစ္စာရှိတယ်လို့ပြောတာအဲ့ဒါ responsible ဖြစ်တာပြောဟုတ်ပြီ responsible ဖြစ်သွားရင် ဒီဘွားတယ်လားလို့ဆိုတော့တင်စအာဒါယခစ္စတိဒါကြီးကပါသွားမှာပဲဘလို့လို့ပါတာတော့ကံတရားတွေကဘယ်မှာကိန်းနေတာလဲနှလုံးထဲမှာကိန်းသလားနှလုံးထဲမှာကိန်းရင်နှလုံးခုန်ရက်သွားလို့ရှင်နှလုံးဆိုတာတည်သွားရင်မီးရှို့တဲ့ထဲပါသွားမှာနောက်ဘွားဘလို့လွတ်လိုက်အဲ့လိုမဟုတ်ရင်အုံနောက်ထဲအုံနောက်ဆိုတာလဲဂျမ်းဖြစ်သွားတာရှိသေးတယ် အဆိုင်မဖြစ်ရင်ဒီဘဝတွေမေ့သွားပြီအဲ့တော့ကန္တရာပဲသွားနေဘုံတော့မကောင်းတော့ဘူးသိလို့ရှိရင်လည်းပြီးရှုပ်ပြလိုက်တယ်ဒီအုံနောက်ကပါရအကြောင်းရှိပြအဲ့တော့ကံဟာဘယ်မှာတည်ရှိဘယ်မှာဟို remain ဖြစ်နေတယ်လဲဘယ်မှာတည်ရှိတယ်လဲလို့ပြောမှဆိုစိတ်အစင်မှာရှိတယ်စိတ်အစင်ဆိုတာဘယ်တော့မှပြတ်တောက်မသွားဘူး စိတ်အစဉ်ဟာတခုပြီးတခုတခုပြီးတခုဆက်နေ mental processor တန်တရာဟုတ်ကတန်တရာဘဝမှာစတဲ့အချိန်ကစပြီးနိဗ္ဗာန်ရသည့်အထိအောင် mental process ကပြတ်သွားတာနည်းနည်းရပဲရှိဒါတော့ခိတ္တပြတ်တယ်ဘယ်နေရာတော့ဆိုလို့ရှိရင်ဆန်ဆွမ်းအားနဲ့တမာရီဆွမ်းအားနဲ့စိတ်ကိုယုံမုန်းပြီးတော့တရားအထုတ်လို့အောင်မြင်သွားလို့ရှိရင်အသိဉာဏ်တတ်ဖို့ဆိုတဲ့ စိတ်မဲ့တဲ့ဘဝမျိုးရောက်သွားတာကဘာ900ဒါလည်းပဲ boss လုပ်တယ်လို့ပဲပြောရမယ်ခိတ္တ boss လုပ်လိုက်တယ် stop လုပ်တာမဟုတ်ဘူး boss လုပ်လိုက်တယ်ချိန်တိုင်းပြန်ပေါ်လာမှသူကအပြည့်သက်မဟုတ်ဘူးနောက်တစ်ခါဏိရောဓသမဘာဆိုတာကြာဥရလိုက်မယ်ဏိရောဓသမဘာဝင်စားလို့ရှိရင်စိတ်စေတသိက်စေတသယုံအလုံးချုပ်သွားတယ် မာဓိဆောင်အားနဲ့ဒါလည်း pause လုပ်လိုက်တာပဲခိတ္တခဏအကြောင်းတရားတွေကိုဖယ်ရှားပြလိုက်တဲ့အတွက်ကြောင့်စိတ်ဆိုရလဲသူ့ဟာသူဖြစ်တာမဟုတ်ဘူးအကြောင်းတရားကိုမိဖြစ်တယ်အဲ့ဒီအကြောင်းတရားတွေကိုခိတ္တ pause လုပ်လိုက်လို့ရှိရင်စိတ်ဟာလည်းရပ်သွားတယ်အဲ့ဒီနှစ်နေရာလွှဲရင်မြင့်တဲ့ process ကပြောင်းသွားဒါဖြင့်ခုနလို pause လုပ်လိုက်လို့ရှိရင်ကံတရားတွေရောပျောက်ကွယ်သွားလားဆိုမကွယ်ဘူး ရှေ့နဲ့နောက်နဲ့ဟာအနန္တရပစ္စည်းရောပဲသူကနိရောဓသမဘာဝင်စားလို့ခုနှစ်ရက်ကြာတဲ့ဆုံးတော့အနန္တရပစ္စည်းရောပဲသူကဒီကြားထဲမှာတခြားဟာမခြားခြင်းဒီပင်နဲ့သူ့ရဲ့ process ရှိနေတယ်ဆိုတော့ပြရလိုက်တဲ့အဆုံးနဲ့နောက်ထပ်ပြန်စားခြင်းအစတို့ရှားမှာအကြောင်းအခွင့်မရှိဘူး။အဲ့ဒါကိုပဋ္ဌာန်းပစ္စည်းထဲမှာအနန္တရပစ္စည်းလို့ပြောတာ။တခါ သင်္ကြန်ဘုံရောက်သွားပြန်တော့လည်းပဲထို့တူပဲနန္ဒရာပိစီရောပဲစိတ်အစင်နေသုတိစိတ်နဲ့ပရိသေရိစိတ်ပရိသေရိစိတ်ဟိုကရုပ်စင်သူတမရီစွာအကုန်လုံးတင်ညာစတင်ဖြစ်ပေါ်လိုက်တဲ့အချိန်လေးမှာပြန်လီနိုးထလာပြန်ခိတ္တဘော့စ်လို့အဲ့တော့ mental process ရဲ့စိတ်ဖြစ်စဉ်ကြီးဟာတန်တရာထဲမှာရပ်ဆိုင်သွားတယ်လို့မရှိဘူးအပြည့်ပြန်ရပ်သွားတယ်လို့မရှိဘူး ဒါကြောင့်မို့စိတ်တသန္တတိလို့ခေါ်တဲ့စိတ်ဖြစ်စဉ်ထဲမှာကံတရားဟာတတ္တိအနေနဲ့ရှိနေတယ်လို့သူပြောတာတတ္တိနေအဲ့တော့အုံနောက်မှာဂိမ်းတာလည်းမဟုတ်ဘူးနှလုံးသားမှာဂိမ်းတာလည်းမဟုတ်ဘူးခန္ဓာကိုယ်တဏှာမှာဂိမ်းနေတာလည်းမဟုတ်ဘူးစိတ်အစဉ်မှာရှိတယ်လို့သူတို့ပဲမှတ်သားဟုတ်ပြီ ကောင်းလဲကောင်းတာလို့လဲကံဖြစ်တယ်မကောင်းတာလို့လဲကံဖြစ်တယ်အဲ့ဒီကံတွေဟာလုံးတည်းများကိုယ်နဲ့သာသက်ဆိုင်တယ်ဒီကိုယ်နဲ့သက်ဆိုင်တဲ့ကံတရားတွေဟာဖြစ်လျက်ဘဝမှာကိုယ်နဲ့အတူပါနေတယ်ပါတယ်ဆိုတာဟာဒီပုံရိပ်တရံကြီးနဲ့ပါနေတာမဟုတ်ဘူးစွန့်ရည်တတိအနေနဲ့ပါနေတာသူစွန့်ရည်တတိအနေနဲ့ပါအကြောင်းအကျိုးညင်ညွတ်လို့ရှိရင်အကျိုးပေးမှသိချတယ်သူဆိုလိုတယ်အဲ့တော့မြတ်စွာဘုရားက အေးကောင်းတာလည်းလုပ်တယ်မကောင်းတာလည်းလုပ်ကြတယ်လူလောကလူတွေဟာကောင်းဆိုးနှမျိုးလုပ်ကြတယ်ဒါတွေဟာကိုယ်တည်းသာသက်ဆိုင်တယ်